ဂိုသမားနောက်တန်းကိုအကွင်းလည်ခန်းစစ်ကိုအထူးသဖြင့်အဲ့လို defensive shape တစ်ခုလုံးကတော့အကျွန်တော်မြင်မှုသမားတွေမှာအကောင်းဆုံး Arsenal လို့တော့ပြောလို့ရတယ် အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ The Sports Corner ပြန်လည်ကြိုဆိုလိုက်ပါရစေ။စနေနေ့မှာရှင်မြန်ကစားမဲ့ပွဲစဉ်တွေကဘန်လင်တင်းနဲ့လက်ရှိအရန်ခြေစွမ်းပြနေအာဆင်နယ်အသင်းတို့ရဲ့ပွဲကြီးကိုတုံ့တက်ချက်အစီအစဉ်ဖြစ်ပါတယ်။ဒီစီဇန်မှာလည်းကျွန်တော်တို့တူတာ Total Sport ရဲ့ Back Action ဦးဖြစ်တဲ့ကိုထက်ဆိုးလေးကအတူတကွာဒါဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ညီလေးမင်္ဂလာပါ။မင်္ဂလာပါ။အဲ့တော့ဘန်လီပေါ့နော်။ဘန်လီကလက်ရှိတော့နှစ်ပွဲဆက်ပြန်နိုင်ထားတယ်ညီလေးက။အဲ့တော့အခုတော့ဘန်လီကနည်းနည်းအင်ရှင်ကနည်းနည်းစကြတာပေါ့။အာဆင်နယ်ကတော့အရန်ကောင်းနေတာဆိုအာဆင်နယ်အကြောင်းလေး ကောင်းတာလေးကကျွန်တော်အကိုတို့ပြီးရင်ဆက်ပြောတာပေါ့အဲ့တော့ဘန်လီနှစ်ပွဲဆက်ပြန်နိုင်ထားတယ်ပါကာလက်ထက်ကမှာဘန်လီကအကိုတို့အရင်တုန်းက traditional ဘန်လီလေးတော့နည်းနည်းလေးကွဲလာတယ်ပေါ့အဲ့တော့လက်ရှိဘန်လီရဲ့အနေထားရောညီလေးအမြင်လေးစာပြီးပြောပြောဘန်လီကတော့တို့ပါကာကတော့ကစားပုံဆိုတာတူ relegation မှာမပါဝအောင်လို့တန်းကျန်ခဲ့ဖို့ပဲပို့ပြီးဦးစားပေးတဲ့နည်းပြပေါ့ဒါ full hand နဲ့တော့လည်းဒီလိုပုံစံချင်းကပ်ပုံမျိုးကျွန်တော်ပို့တွေ့ရတယ်အဲ့တော့ဘန်လီနဲ့ပတ်သက်ပြီး reset တွေတစ်ခုလုံးကြီးလိုက်ရင်တော့တို့နိုင်ပွဲရရှိရဲ့ အိမ်အထူးသဖြင့်အိမ်ဝင်းပွဲစဉ်တွေပေါ့နော်ဒါပြီးခဲ့တဲ့ဘက်ကတော့ wolf နဲ့အဝေးခွင့်နိုင်တယ်ဒါပေမဲ့အိမ်ဝင်းပွဲစဉ်ဆိုဥမာ lead တို့ sanderland တို့သူ့ရဲ့ဘဝတူတန်းတဲ့အချင်းချင်းတွေကိုအိမ်ဝင်းမှာဆိုရင်သူက clean sheet တွေပါနေနဲ့ပါနိုင်ဝဲရအောင်အမှတ်စုဆောင်တတ်တဲ့ပုံစံမျိုးကိုတွေ့ရတယ်ဆိုတော့တန်းတဲ့အသင်းအသင်းအနေနဲ့ဒါလောလောဆယ်ဒါလောက်ဒီအမှတ်ရရဆိုတာဒါမစိုးတဲ့အထဲမှာပါတယ်ပြီးတော့ဒါသူ့ရဲ့ဟိုရလက်တွေပြင်ကြည့်ရအတင်းကြီးရနေပွဲစဉ်တွေပေါ့ဟိုမှာ City နဲ့ပွဲရတော့ဂိုးပြတ်သွားတယ်ဟုတ်ကဲ့ဒါပေမဲ့ Man United နဲ့ပွဲရတော့ Liverpool နဲ့ပွဲဆိုသူကနောက်ဆုံးမိနစ်ကျမှ penalty နဲ့ ရှုံးသွားတဲ့ပုံစံမျိုးပဲလီဗာပူးနဲ့ပွဲဆိုလဲ65မိနစ်မှာပယ်နယ်တီတယ်ဟုတ်တယ်ဟုတ်တယ်မန်ယူနဲ့ပွဲဆိုလဲ64မိနစ်ကြာမှာပယ်နယ်တီနဲ့ဆိုတော့နောက်ဆုံးမိနစ်တီရောအဲ့လိုညှက်ကန်တတ်တဲ့အစင်လာလေးတော့ရှိတယ်အဲ့တော့အခုကလည်းအာဆင်နယ်နဲ့အိမ်ဝင်းဆိုတော့သူတို့ကဒီလိုပုံစံပဲသွားဖို့များပါတယ်ဆိုတော့ဘန်လီသင်းကတော့လောလောဆယ်6ပွဲအထိရတော့အဲသူတို့အမှတ်စုဆောင်တဲ့အပိုင်းမှာရောကစားပုံအပိုင်းမှာရောမစိုးဘူးဆိုတဲ့အထင်မှာပါတယ်ပေါ့နော်ဆိုတော့ဟုတ်အဲ့တော့ဘန်လီကတော့ကိုတို့ကတော့ဒီကတော့ညီလေးပြောခဲ့တယ်လို့ပဲမှန်ပါတယ် တမ်းမစင်အောင်ပဲကဲရမှာပါသူတို့အနေနဲ့ဘာမှမညွန်နေကြတော့မရှိပါဘူးအဲဘယ်လင်သင်းနဲ့လည်းအခုအများကြီးပြောချင်ဘူးဒါပေမဲ့လည်းဒီအန်တိုနီတို့ရဲ့တောင်ပန်တိုက်စစ်လေးတွေကောင်းတယ်ကူလန်တို့ရဲ့အထိုင်လေးနဲ့အခုချူကူတို့နဲ့ဒါကိုယ့်နဲ့အထိုင်လေးတစ်ခုရှိတယ်ခန်စစ်ကလေးကအဲအရင်မဟုတ်ရင်တောင်မှဘန်မီတို့တာကော့စကီတို့ခစ်ကမဟုတ်ရင်တောင်မှဒါအရင်မဆိုးတဲ့ခန်စစ်ရှိပါသေးတယ်အဲ့တော့ အဲ့ဒါလေးကတော့ဖန်လေးရဲ့နည်းနည်းဟိုပါပေါ့နော်ကစားပုံလေးကောင်းတယ်နောက်ဆုံးမိနစ်ထိကြိုးစားပြီးတော့ကန်တက်တယ်နောက်ပေမဲ့အရင်ညံဖြင်းလွန်ပြီးတော့ဆွတ်ဆွတ်ရှုံးနေတဲ့ဟိုဂိုးပြက်တွေတောင်းနေရတော့မဟုတ်ဘူးပေါ့နော်အတဖက်ကအာဆင်နယ်ကိုကြည့်တော့အာဆင်နယ်ကပြောစရာများတာပေါ့နော်အရင်ကောင်းနေရအရင်ကောင်းနေရဆိုတော့အကိုအာဆင်နယ်ဝဲကြည့်ခဲ့ဘူးတဲ့နှစ်ဆိုရင်ကြာပြီပေါ့နော်97-8လောက်ကနေကိုစကြည့်ရပေါ့စကြည့်ရဆိုတော့ကောင်းပါလေဒါပေမဲ့အာဆင်နယ်ဒီလောက်ထိခံစစ်ကောင်းတာတော့အကိုတော်တော်လုံးမမြင်ဘူး အခုဒီဘဝမှာပေါ့နော်အဲတသက်လုံးမမြင်ဘူးအာဆင်နယ်အခုခံစစ်တော့ကောင်းခဲ့တဲ့အသင်းဆိုလဲတသင်းမမြင်ဘူးလေအာ Chelsea နဲ့ Mourinho ရဲ့ဒီ15ဂိုးပဲပေးခဲ့ရရာသီတစ်ခုပဲလုံးဝဘရောမဒီ unbreakable မချိုးဖြတ်နိုင်လောက်ဘူးလို့ထင်ခဲ့ရရာသီတစ်ခုရှိခဲ့တယ်ပေါ့နော်အဲ့တော့ခံစစ်အရန်ကောင်းတယ်အဲ့တော့ညီလေးအမြင်အောင်အာဆင်နယ်ရဲ့ခံစစ်ပိုင်းလေးကိုပဲအရင်စပြောဘာလို့အရန် hot ပြီးအရင်ကောင်းနေတာဆိုလည်းမပြောလို့မရတော့ဘူးเนาะဟုတ်ဆိုတော့ခန်းစပိုင်းတစ်ခုပြန်ကြည့်လို့ရှိရင်တော့တို့အခုခုနကပြောရသလိုပဲပဲ Chelsea ရဲ့15ဂိုးကိုဒါအခုတော်တော်များများဆိုရင် bench mark လောက် ပြီးတော့ပြောနေကြတယ်ဒီအောင်မီမလားဒီထက်တာဝါမလားဒါမှမဟုတ်ကတ်လွဲလေးဖြစ်မလားပေါ့ဒီဘက်ကမှာတော့နည်းနည်းလေးပို့ဆိုးတာအဲ့ VAR တွေဘာတွေရှိတော့ပေးကိုကတော့အဲ့15ဂိုးကိုထိန်းနိုင်ရင်တော့တော်တော်ကြည့်ကြရမယ်နေလားဒါပေမဲ့အာဆင်နယ်လက်ရှိကန်ဆယ်ကြီးကမလုံပြနိုင်စရာမရှိတဲ့ပုံစံမျိုးတော့တွေ့ရတယ်။ဘာလို့လဲဆိုတော့သူတို့ကန်ဆယ်ကဗျာ ပွဲစဉ်တွေရဲ့မှတ်တမ်းတွေကိုကြည့်လိုက်လို့ရှိရင်အကန်ခံနေရတဲ့ဂိုးသမားကောင်းနေလို့ဆိုတဲ့ပုံစံမျိုးထက်ကျွန်တော်မှတ်မိလို့ပေါ့ပြီးခဲ့တဲ့ full hand တို့ wet hand တို့နဲ့ပွဲမှာဆို shot on target တော့မပေးရတဲ့ပုံစံမျိုးတွေတွေ့ရတယ်ပေါ့နော်အဲ့နှစ်ပွဲမှာဆိုပြိုင်ဘက်အသင်းကဆိုလိုချင်တာဂိုးပေါက်တဲ့အောင်ကန်ဖို့အတွက်တောင်အာဆင်နယ်နဲ့တွေ့ရင်မလွယ်ဘူးဆိုတဲ့ပုံစံမျိုးကိုတော်တော်လေးတွေ့ရတယ်အက်သလက်တီကိုနဲ့ချန်ပီယံလိပွဲစဉ်မှာဆိုလည်းတစ်ချိန်ပဲ ်အက်တလက်တီကိုဆိုဂိုးပေါက်တိတ်ခဲ့ရတယ်ဆိုတော့အာဆင်နယ်နဲ့တွေ့ရင်တို့က safe လုပ်နေရတယ်ဆိုတော့တို့ဘက်ကိုဖောက်ဖို့မလွယ်တဲ့ပုံစံမျိုးဆိုတော့ဘန်လီလိုအသင်းမျိုးနဲ့ဆိုရင်တော့ပူပြီးတော့ဟိုဒါမျိုးကစိတ်ချရတဲ့အထိပ်ပါတော့ပါတာပေါ့နော်ဒါပေမဲ့ခုနကအာဆင်နယ်ကန်ဆယ်ဘာကြောင့်တလောက်ကောင်းလာလဲဆိုရင်တော့နီးပြောပဲအာတီတာပဲဆိုတော့ credit အများကြီးပေးရမှာပါဘာလို့လဲဆိုတော့သူ set piece တွေနဲ့ ဟို set piece ကို defend လုပ်တဲ့ဟာတွေဆိုလေဒါဒီရဒီမှာဆို Liverpool ကို suppose line ပေးရတဲ့ free kick တကိုးပဲသူပေးရတယ်အဲကျန်တာဆို open play ကနေဆိုနှစ်ကိုးပဲပေးရတယ်အဲ့တော့နောက်တန်း squad depth ကိုကြီးလိုက်လို့ရှိရင်မနေ့ဟိုတချို့နှစ်တွေမှာဆိုရှိတယ်အာဆင်နယ် Saliba နဲ့ Gabriel နှစ်ယောက်တည်းတယောက်နာလို့ရှိရင်လောက race တဲ့ကနေထွက်သွားပြီးတော့ရှာရင်ထွက်သွားတဲ့ပုံစံမျိုးကိုကျွန်တော်ခဏခဏတွေ့ရတယ်ဒါပေမဲ့ဒီနှစ်မှာတော့သူအဲ့ဒါတွေပြင်တယ်ဥပမာ Moscow ရာတို့ဆိုရင် ဒီဟိုဒီဒယာရနေရဲ့ center back ဒီနေရာမှာ ကောင်းကောင်းလေး cover လုပ်ပြီးတော့စော့ပေးနိုင်တယ်အဲပြီးတော့ဒါအခုအစ်စ်ခေါ်တာ Hinkavy ဆိုလဲအော်ဒီ backup နေရာတော့ပေါ့ကောင်းကောင်းလေး ready ရှိနေတဲ့ပုံစံမျိုးရှိရပြီးတော့ full back တွေကိုကြီးလိုက်လို့ရှိရင်လေမနစ်ကဆို Louis Kelly ရဲ့နှစ်ဒီနေ့ဆိုတာ Calafiori ရဲ့နှစ်လို့ပြောလို့ရတယ်ပြီးတော့ဒီဘက်ချမ်းရဲ့ Timber ဆိုလဲဒါလုံးဝခံစစ်ကိုတကယ် solid ဖြစ်ဖြစ်နဲ့ကစားနိုင်တယ်လိုရဲလေအမျိုးမျိုးပြောင်းလဲပြီးကစားနိုင်တယ်ပြီးတော့ Arsenal အားသာချက်က versatile နဲ့ ဖြစ်တာပေါ့နော်နေရာဆောင်ဖြစ်တယ်ဥမာ Ben White တို့ Tim Barr တို့ဆိုတာ right back လည်းဆုတ်လို့ရတယ် Lowen center back လည်းဆုတ်လို့ရတယ် Calafiori ဆိုရင် center back နေရာမှာလည်းဆုတ်လို့ရတယ်ပြီးတော့ Calafiori နဲ့ Lewis Kelly ဆိုလည်း type ကမတူပြန်ဘူးတိုက်စစ်အားပြုခြင်း Lewis Kelly နဲ့တွားပြီး Calafiori က cancel ကိုပို့ပြီးတော့အားကောင်းစေတယ်ပေါ့ဆိုတော့အမျိုးစုံရွှေ့လာပြီးဆုတ်လို့ရတယ်အပြင်သူရဲ့ဂိုးသမား၂ယောက်ကလည်းဒါအရန်ဂိုးသမားအစား Premier League ရဲ့ mid table အသင်းတွေလောက်မှာကောင်းကောင်းနေရာရတဲ့ဂိုးသမား level လောက်ကိုကပ်ပါလို့ ဂိုသမားမျိုးကိုခေါ်လာတာဆိုတော့ဂိုသမားရောနောက်တန်းရောအဲကွင်းလယ်ခန့်စစ်ကိုအထူးသဖြင့်အဲ့လို defensive shape တစ်ခုလုံးကတော့အဲကျွန်တော်မြင်မှုသမျှတွေမှာအကောင်းဆုံးအာဆင်နယ်လို့တော့ပြောလို့ရတယ်ဟုတ်တယ်အကောလေးအာဆင်နယ်ကိုပြောရင်အာဆင်နယ်ကိုကြည့်ရဗာနဲ့တူလဲဆိုတော့ဟိုရေခဲမုန်ဆိုင်နဲ့တူတယ်အရသာမျိုးစုံရှိတယ်ကွာသိလားအဲ့ဒီဆိုင်မှာဒါပေမဲ့ဘာဆဆအရသာရှိတယ်ရေခဲမုန်လေအဲ့လိုမျိုးပေါ့နော်ဘယ်နေရာကြီးကြီးကိုအရသာရှိနေတာကွာခန်စစ်မှာလည်းညီလေးပြောလို့တကယ်ကိုနေရာစုံကစားနိုင်တဲ့ကစားသမားတွေရှိတယ် ကွင်းလယ်မှာလည်းဒါမျိုးစုံရှိတယ်ကွာသိတာ Decorize Superman နဲ့ Merino အများကြီးပဲ Nonary ပုံစံနဲ့တရားနဲ့တရားမတူကြဘူးဒါအသင်္ကန်းဆုံး Odigat နာနေရပြဿနာမရှိဘူး Azio ထားကစားလဲ Number 10လို့ထားလဲပြဿနာမရှိဘူးတောင်းမှာ Saka Maru Agi ရှိတယ် Trossel ရှိတယ် Martinelli ရှိတယ် Tyson မှာလည်း Yorkress လိုမျိုးဒါတကယ်ဒါအားကိုးရတဲ့ online online dynamic player လိုမျိုးပေါ့တယောက်ရှိရဆိုတော့အဲ့လိုမျိုးလေးကနောက်ကိုင်ဟာဘတ်လိုမျိုးလဲဒါနော်စကီးသမားလဲကြံသေးတယ်သူက အမျိုးစုံအရသာရနေရကွာတိတာအခုလဲတော်တော်သဘောကျတယ်ပေါ့နော်အဲကြောင့်လဲဟိုဟိုကိုအားပေးရတဲ့မဟုတ်ရင်လည်းအဲ့လောက်ကြီးကောင်းနေရကြမချီချူးပဲမနေနိုင်ဘူးပေါ့နော်အဲ့လောက်အာဆင်ရဲ့လက်ရှိကအရန်ကောင်းနေရအကိုကြည့်လိုက်ရင်ပြိုင်ပွဲစုံမှာဂိုးမပေးရတာမိနစ်600ရှိသွားပြီ သူနောက်ဆုံးဂိုးပေးခဲ့တာညူကာဆယ်နဲ့ပွဲမှာ34မိနစ်မှာတဂိုးပေးခဲ့ရတယ်အဲအဲ့ဒီနောက်ပိုင်းညဂိုးမပေးရတော့ဆိုတော့မိနစ်6လောက်ရှိသွားပြီအရန်ကိုမိုက်တယ်နောက်ပြီးတော့အရန်ကိုပြောင်မြောက်တယ်အဲ့ခန်းစက်ကနောက်ပြီးဒီဘက်ခင်မှာညည်းပြောလို့ဒီဘက်ထက်မှာကြတော့ကိုတို့ VR လေးပါလာပြီအများကြီးပါလာပြီဂိုးမပေးရအောင်ကစားဖို့ဆိုတာထင်လို့မလွယ်တော့ဘူးကိုပေးရတာများတယ်ပေါ့နော်အဲ့တော့အာဆင်နယ်ရဲ့လက်ရှိအနေအထားအရဘန်လီကိုအသာစီးရဖို့တော့ခက်မယ်တော့မထင်ဘူးအဲ့တော့တိုက်စစ်ပိုင်းကွန်းလန်ပိုင်းအာသာချက်လေးနဲ့အားနည်းချက်လေးရှိရင်ပေါ့နော်အဲ့ဒါလေးလည်းပြောပြပေးပါဦးနော် အဲကွင်းလေဘိုင်းကတော့တခါတလေကြာလို့ရှိရင်တို့တာ OD ကမပါတဲ့အခါမျိုးဂျားကာလာတစ်ခုရှိလိုက်တယ်အဲ့ချိန်မှာတော့မရီနိုဝင်ဆော့တဲ့နေရာမှာတော့ထင်းတော့လောက်ကြီးအဆင်မပြေဘူးပေါ့နော်တိုက်ဆက်ကိုသွားရတဲ့ပုံစံအဲ့တော့မရီနိုကကျတော့စူပါဆပ်အနေနဲ့ပဲအလုပ်ဖြစ်တယ်လို့မျိုးတော့ နည်းနည်းဖြစ်တယ်အဲ့တော့ rice နဲ့ zubiman တွေကတော့ဘာပြောစရာမရှိဘူးနှစ်ယောက်စလုံးကတကယ်လုံးဝ flan flan ထားတယ် zubiman တွေကလည်းအငြိမ်ပဲ rice ကလည်း sub piece တွေလည်းဝင်ကန်တယ်ကွင်းလဲကိုလည်းအဲ့လို box to box အနေနဲ့လည်းကောင်းကောင်းစော့နိုင်တယ် rice ကကျတော့ zubiman တွေမရှိရင် zubiman တွေလိုလည်းစော့ပေးနိုင်တယ် zubiman တွေရှိရင်တွဲပြီးလည်းစော့လို့ရတယ်ပုံစံလိုမျိုးဖြစ်နေအဲ့တော့အော်အော်ဒီကပါလာတော့လေအော်ဒီကကောင်းတယ်လို့မပါလာရင်လည်းအဇီကအဲ့နေရာမှာဝင်ဆော့ရင်လည်းအဇီကလည်းကောင်းတယ်ခုနကပြောသလိုအဓိကဗာဆာတိုင်းပဲအာဆင်နယ်အဇီကအဲ့မှာလည်းဆော့လို့ရတယ်လို့ ီဘက်တောင်ပံထွက်ဆော့တော့လေအကုန်ကောင်းတယ်ပြီးတော့အာဆင်နယ်ကဟိုတိုက်ဆက်ပိုင်းကဒီစူပါဆပ်ပွင့်နဲ့ကစားသမားတွေလည်းအခုသိရတဲ့အချိန်အကုန်လုံးပွဲတိုင်းလိုလိုတင်မှာဝင်လာပြီဆိုရင်ကြောက်နေရတယ်အဲမာတင်နယ်လီတို့ထရော့ဆက်တို့ဆိုတာဝင်လာပြီဆိုရင်ဒီရာသီမှာလည်းမာတင်နယ်လီဆိုလည်းချန်ပီယံလိမှာလည်းစူပါဆပ်လုပ်တဲ့သွင်းတယ်အဲဒီဗာလဲမန်စီးတီးနဲ့ပွဲစပ်မှာဆိုလည်းကိုးရတယ်ပေါ့ဆိုတော့မတ်ဒေါမန်အောင်ကြောက်နေရဟုတ်တယ်လို့ဖြစ်နေမနေ့ကကာရာဘောင်းမှာဆိုလည်းသူဆော့သွားတာပေါ့ဆိုတော့ဟို စူပါဆက်လုတ်တဲ့ကစားသမားတွေကလည်းကောင်းတဲ့ခါကျတော့တိုက်ဆက်ကနီးမျိုးစုံနဲ့အလုံးလုံးလို့ရတယ်ဒါမှမဟုတ်မာဒူကြီးကတန်ရရွာလို့မာဒူကြီးတော့မှကျွန်တော်တို့မထင်တာပဲနဲ့အာဆန်ကမှသွားပြီးတော့ဟုတ်နေတဲ့ပုံစံပေါ့ဆိုတော့ယောဂရက်တို့ပါလို့ဆိုတာလေဂိုးသင်းဖတ်တန်းရတော့ဟိုတောက်လျှောက်ကြီးပြောက်သွားတယ်ပြီးခဲ့တဲ့ချန်ပီယံလိမှာတော့နှစ်ဂိုးပြန်ရတယ်ပေါ့ဒါပေမဲ့လည်းအိုဝေဘန်နဲ့လူတွေရှိပေမဲ့လေ over ပြန်ကြည့်လို့ရှိရင်တော့ပွဲနဲ့ဂိုးနဲ့ဆိုရင်တော့အခုမှရောက်လာတိုက်စစ်မှုတယောက်တည်းဆိုမဆိုးဘူးပေါ့အဲ့မှာအရင်ကောင်းတဲ့ level တော့မဟုတ်ပေမဲ့လေ မစိုးဘူးဆိုတဲ့အနေအထားတော့မျှော်မှန်းလို့ရတယ်ဆိုတော့အကုန်လုံးတော့ perfect ဖြစ်နေပါတယ်အားနည်းချက်ရေလို့တော့တိတ်မမေရမရှိဘဲနဲ့အရင်လူဝင်ရောတောင်ပန်နေရောကွင်းလယ်ရောခန်းစစ်ကောဆိုတော့အာဆင်နယ်ကတော့လောလောဆယ်တော်တော်ပြည့်စုံနေရလို့တော့မြင်တယ်ဒီဘွဲမှာစကော့တက်ရကိုရောဒီကစားကွက်အနေထားတွေပုံစံတွေမသိမပြောဖြစ်ဘူးပေါ့နော်မပြောဖြစ်ဘူးဆိုတာလေအာဆင်နယ်တာနေရဆိုအခုလည်းအဲ့ဘိုင်းမှာသိမပြောချင်ဘူးဘာဖြစ်လဲဒါကြောင့်ကစားကွက်တွေတက်တစ်တွေပြောလဲဟော ဟိုလူစင်းกว่าနေอ่ะเนาะလူစင်းกว่าနေဆိုအဲ့တော့နောက်တစ်ခုမေးချင်တာအကူတို့ဒီမှာတော်တော်များလဲမေးပါတယ်အာဆင်နယ်ရဲ့ဒီ throw in တွေ set piece တွေ corner တွေကိုဝေဖန်နေကြတဲ့သူတွေများလာတယ်။အပရီးမီးယားလေးရဲ့ရသားကိုဖျက်ဆီးနေလို့ပြောတာတွေကဒါထားလိုက်ပေါ့အမြင်တွေကတောင်းတယ်ကြိုက်တယ်လို့ရှိတယ်မကြိုက်တယ်လို့ရှိတယ်။ညီလေးအမြင်အောင်လက်ရှိသူတို့ရဲ့ set piece သွားနေတဲ့ပုံစံတွေ take and ball သွားနေတဲ့ပုံစံ throw in သွားနေတဲ့ပုံစံတွေရောဒါကအဲ့လိုမျိုးဟိုဝေဖန်နေသူတွေနဲ့ဘလို့ဘလို့ညီလေးအမြင်ပေါ့ ကျွန်တော်အဲ့ဒါအဲ့လိုမျိုးဟိုဘယ်လိုပြောမလဲ daddy football ဖြစ်တဲ့ရုပ်ဆိုးတယ်အဲ့လိုမျိုးမြင်တဲ့အထဲမှာတော့မပေါ့ဘူးဘာလို့လဲဆိုတော့ကိုရီစိတ်အခံဟောလဲကျွန်တော်တို့အားပေးခဲ့တဲ့အသင်းတွေဆိုလဲဒါဟို set piece တွေနဲ့တကယ်ဟိုအောင်မြင်မှုတွေအများကြီးရခဲ့တာပဲဆိုတော့ဒါပေမဲ့တခုတော့ရှိတာဒါအာဆင်နယ်ပုံစံတော့ဟုတ်ချင်မှာတော့ဟုတ်ပါဘောလေတဲ့ဗျာကိုရီအားပေးတဲ့အသင်းတွေနဲ့ဆိုရင်တော့ပိုလိုက်တယ်ဒီလိုပုံစံဒါပေမဲ့အာဆင်နယ်နဲ့ကြတော့မြင်နေကြပုံစံကြီးတော့မဟုတ်နေဘူးအာဆင်နယ်ကြတော့အရင်ရင်ဟို ခစ်တည်မှန်ကြတော့တို့ကဟိုရတပိုင်းကိုပို့ပြီးတော့ဦးစားပေးတဲ့အသင်းဖြစ်တာဆိုတော့ set piece ကလည်းကြည့်ရတာမှလောက်လားဆိုတော့ခံယူတက်လို့ရှိရင်တော့သူ့အနေနဲ့သူတော့ဟိုရတတခုတော့ပေးပါတယ်နောက်တစ်ခုက Arsenal ဆိုရင်ဒါကျွန်တော်အမြင်ပေါ့နော် Arsenal ဆိုလို့ရှိရင်မနစ်ကတို့ဖလားမရခဲ့ Liverpool နဲ့အဲ့နေရာမှာဆိုရင် basics အသင်းနေနဲ့တွေ့တဲ့အချိန်မှာအရင်ခေတ်တော့ Adidas ဆောက်ရောက်တဲ့အချိန်တော့ဆိုရင် Arsenal အသင်းကြီးနဲ့တွေ့ရင်အချိန်တွေမကောင်း အမြဲရှုံ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 အဲ့လိုကနေပနစ်ကဆိုရင်သူတို့မရှုံးတော့အသင်းကြီးတွေနဲ့ဒါဒီနှစ် Liverpool နဲ့ကြမှာပြန်ရှုံးသွားဟုတ်အဲ့တော့အသင်းကြီးချင်းချင်းတွေ့ရတဲ့အချိန်မှာအตาရရတာနဲ့ဘာလို့ဖလားမရလဲဆိုသူတို့အသင်းငယ်ရင်းနဲ့တွေ့ရတဲ့အချိန်မှာမနစ်ကဆိုပြဿနာတက်ခဲ့တာပေါ့ဆိုတော့အမှတ်တွေဆုံးရှုံးခဲ့တယ်ဟိုမဖူဟန်တို့ဝက်ဆန်တို့ဗီလာတို့ညူကာဆယ်တို့ဒီလိုအသင်းတွေနဲ့တွေ့ရင်ဟိုဆုံးရှုံးခဲ့တဲ့ဟာရှိရအဲ့တော့ဒီလိုသင်းနေရအာဆင်နယ်ကိုဘာနဲ့ဒုက္ခပေးလဲဆိုခုနပြောတဲ့အမြင်ပေါ်တွေဆက်ပီးတွေနဲ့အဲ့တော့ဒါဟုတ်ပဲသူတို့အားသာချက်တစ်ခုအနေနဲ့ ဟိုကိုရအောင်လို့ဒီနှစ်မှာကျတော့ပြန်ပြီးပြင်ဆင်လာနိုင်တယ်ဆိုတော့ကျွန်တော်မြင်တာကတော့အသင်းတိုင်းကအဲ့ low block ကိုဖောက်ဖို့ဆိုတာဘယ်အသင်းတော့မဆိုခက်တယ်ဗျာအဲ့တော့ဟို main လက်နက်နဲ့တိုက်လို့တိုက်လို့မရတဲ့အနေအထားမှာတော့လက်နက်ပုံကတော့တခုရှိရမှာပဲအဲ့တော့တို့ကတို့ရဲ့အားအသာဆုံးဖြစ်တဲ့ဟာတခုကိုအားသာချက်အနေနဲ့တုံးတယ်လို့ပဲမြင်ပါတယ်ဒါပေမဲ့ကျွန်တော်တင်တယ် Premier League ကကိုလည်းသိတဲ့အတိုင်းပဲတင်လည်းတက်လည်းရှိရဗျာတခုခက်စားပြီးလို့ရှိရင်ဒါကကာဘာလုံးမဲ့လူကလည်းပေါ်လာတာဆိုတော့တို့လောလောဆယ်တုံးလို့ရသေးရတော့တုံးနေအောင်ပါပဲဒါပေမဲ့ဒါကိုတားဆီးဖို့လည်း ပြိုင်ဘက်တည်းကနီလန်းတစ်ခုခုတော့ပေါ်လာအောင်ပါပဲဆိုတော့ကျွန်တော်ကတော့အဆင်ပြေပါတယ်ဆက်ပီးစတုံးတာဆက်ပီးစနီးပြးကောင်းတာလည်းပါတာပေါ့နော်နောက်ပြီးတော့အဓိကနောက်ထပ်ကအာဆင်နဲ့ကကြည့်လိုက်ရင်လေအခုဒီ entrepreneur လို့ဖြစ်နေပြီဘာလဲဆိုတော့အခု set piece တွေကတကယ်တော့စတုတ်စားတယ်ဆိုပေမဲ့အခုအာဆင်နယ်ကျောင်းကတွန်းတွန်းကျယ်ကျယ်အခြားအသင်းတွေမှာလိုက်သုံးပြီးတော့အခု Premier အသင်း30ထဲမှာအကိုထင်းနဲ့အနည်းဆုံး12အသင်းနဲ့15အသင်းကျောင်းလောက်သုံးလာပြီပေါ့နော်မသုံးတဲ့အသင်းက5 6အသင်းလောက်ပဲကျန်တော့မယ်ဟို Chelsea ဆိုတဲ့ set piece ကလည်းဂိုးရီအများကြီးရထားတယ်ပေါ့နော် ဲ့တော့ဘာလို့ entrepreneur လို့ပြောလဲဆိုတော့2004 2005လောက်တုန်းကလေအဲ့ပွဲပြီးကန်ဒီအလန်တိုင်းနားမှာသွားပြီးတော့အဲ့ honorary တို့အဲ့လိုလုတ်ခဲ့တဲ့အပေါက်ကလေအာဆင်နယ်ပဲစားတာစားတာအတကယ်ရုပ်ပေါက်အကိုတို့ဆိုအဲ့တော့ကြည့်အဲ့အားကြောင့်လေအကိုအာဆင်နယ်တိတ်မှာအားပြီးဖြစ်ခဲ့တာဖြစ်လိမ့်မယ်သိလားအဲ့ခက်ကအကိုနည်းနည်းအသိရွေးရတဲ့ခက်ပေါ့ဘယ်အသိအားမလဲအာဆင်နယ်အကိုအရင်ကအဲ့တော့ကလေအလူနဲ့မျက်မှုန်းကြည့်တာဟာတာဂိုးကလိုနေပြီ တော့လူတွေကလေနှစ်ကိုးရမှနိုင်မဲ့ပွဲတွေရှိတာဟုတ်တခါကြတော့လေတကိုးနှစ်ကိုးဂိုးလို့အာပွဲပြီးကန်ဒီကောင်တာကြီးပေါက်ပြီးတော့အလွတ်ကြီးလွတ်သွားတယ်ဘာလုပ်လဲဆိုတော့အဲ့တိုင်းနဲ့သွားပြီးတော့ကွာ on re တို့အချိန်ဆွဲတရားပြီးတရားသိလားအဲ့ဒါကြီးကလေတော်တော်ကိုရုပ်ဆိုးတာလို့အကူမြင်ခဲ့တယ်ဒါပေမဲ့အခုခေတ်မှာအဲ့ဒါဘယ်သူမှမမြင်တော့ဘူးပြီးသွားပြီဒါကတမန်ယူကြ ဘလုံးအသင်းတင်းကနိုင်ဖို့ဆိုရင်ဒါမျိုးလုံးဝမဲဆိုလာတော့မှမဖြစ်မနေဖြစ်သွားပြီဒီလိုမျိုးအချိန်ဆွဲခဲ့တယ်လို့နိုင်သွားခဲ့တဲ့ပွဲတွေမှာတပုံဝင်းဖြစ်လာပြီဘယ်သူမှလည်းတော့အပြစ်မမြင်တော့အခုလေအာဆင်နယ်ဟိုထရိုရင်လေးဆက်ပစ်တွေအားကိုးနေရအောင်နည်းနည်းတော့အမြင်မကြီးဖြစ်နေမြဲဒါပေမဲ့ဒါလည်းအချိန်ခဏပဲတကယ်အောင်မြင်လာတဲ့အချိန်ကြရင်ကျတော့ဒါကအကုန်လုံးက trend လိုက်သွားရမယ်ပုံစံအကူကတော့အဲ့လိုမြင်နေပေါ့နော်အကူကအာဆင်နယ်ကိုဘာဖြစ်အခုချိန်မှာအရန်သဘောကျတဲ့ထဲကတယောက်ပါတကယ်ကိုအကူကအကူ ်ပါဖက်အရင်ဖြစ်လုံးနေလို့ဥရောပမှာကြီးတဲ့အသင်းတွေမှာတော့အကိုးစိတ်တွေမှာအကောင်းဆုံးလို့တော့ပြောလို့ရတယ်ခန်းစစ်ပိုင်းကိုကျန်တဲ့နေရာကြီးလဲအာမနဲနေပေါ့နော်ခန်းစစ်ပိုင်းကလုံးဝစိတ်ချရတယ်အဲ့တော့အကိုးပြောရလဲနည်းနည်းများသွားပြီဒီပွဲအာတူတူတုတ်တုတ်အာဆင်နယ်အဲနှစ်ဂိုးလောက်ပြတ်နိုင်တာပေါ့အဲ့တော့အာဆင်နယ်ပုံစံကတော့ဒါကျွန်တော်တို့ဟိုတိတော့တိတာပါတယ်သူကတော့တစ်ဖက်ပိတ်ပဲသွားမှာပဲအဲ့တော့ကျွန်တော်ကတော့ဘန်လီဘက်ကဂိုးမရှိဘူးဆိုတော့ဒါ ဟိုတော်တော်မမခံမန်းလို့ရတယ်အဲ့တော့ Arsenal ဘယ်လောက်ထိတွင်းမလဲဒါပေမဲ့ကျွန်တော်ဒီပွဲစဉ်ကိုတော့ Arsenal အခုနောက်ပိုင်းသွားနေတဲ့ approach အရာပွဲဆက်တွေလည်းများလာတယ်ဒါပြီးရင်လည်းဂျာရက်မှာ Champions League တပွဲဝင်ရအောင်ပါဖြစ်တဲ့တယ်ကျွန်တော်ထင်တယ် Arsenal နိုင်မယ်ဒါပေမဲ့ goal တော့ကျွန်တော်ကမပြတ်လောက်ဘူးလို့ထင်တယ်အဲ့တော့ကတ်နိုင်လောက်ပဲ0-1ပေါ့ဇီဝမ်းလောက်လည်းပဲပြီးသွားတယ်အကိုလည်းဇီဝမ်းလိုပဲမှန်တယ်အကိုအမြဲတမ်း Arsenal ကိုပတ်တိုင်းမှာဇီဝမ်းဖြစ်သူက1-0 2-0ပဲကြီးရမှာဟိုကတိတာ focus ရိုက်မယ်ညီကိုရေဆို1-0ပဲ ဝမ်းစည်းတဲ့တစ်ချက်လောက်ဟိုအဖြစ်ပြီးတော့ဒူဟိုအာဆင်နယ်ဂျွင်းနေတော့မဆိုးဘူးပေါ့နော်အဲ့တော့အာဆင်နယ်ပဲအကွာတော့နိုင်မယ်လို့100ခိုင်လုံးယုံကြည်တယ်အဲ့တော့အာဆင်နယ်ပဲနိုင်တော့မှာနှစ်ကူးပြတ်ဖို့90ခိုင်လုံးဝမ်းစည်းုံးနဲ့ပြီးဖို့90ခိုင်လုံးလို့ပဲအကိုလည်းရွေးလိုက်ချင်တယ်အဲ့တော့ဒါကတော့အကိုစနေနေ့မှအတူတူစောင့်ကြည့်ကြတာဟုတ်ကဲ့ ဟုတ်ကဲ့ပါဒါကျွန်တော် The Sports Corner ရဲ့ preview စီစဉ်ဖြစ်ပါတယ်ကျွန်တော်တို့ညီကိုနှစ်ယောက်ကတော့ Arsenal အနိုင်ကိုတော့တေချာပေါက်ယူထားပါတယ်အဲ့တော့ဘာဖြစ်လာမလဲဆိုတော့ကျွန်တော်တို့သူစောင့်ကြည့်နေတဲ့ဒီစီစဉ်လေးကိုဒီမှာပဲရန်သားပြရသည်တခြား preview ပွဲစီတွေလာပါဦးမယ်စောင့်ကြည့်ပေးကြဖို့တိုက်တွန်းလိုပါတယ်ကြည့်ပေးခဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ